အဲ့တော့တယောက်စားနဲ့ရံဖြစ်ပြီဆိုတော့တစ်ချိန်လုံးတယ်လီဖုန်းဆက်ကျမနှစ်နာရီလည်းမအိမ်အောင်သုံးနာရီလည်းမရောတကယ်ချင်းငါ့ကိုလေအော်ဒီလိုကဘာဖြစ်တော့ညာဖြစ်တော့ဘလို့ပဲချမ်းသာပါညာတကားနှစ်ကားသုံးကားတဲကြီးမခံနိုင်တော့ကျမဘာပြောလဲတကယ်ချင်းနင်းပြောနေပုံနေစိုးနေပုံနေရဆိုရင်နင်းလေနင်းပေါ်မှာတော်တော်မကားဘူးနော်နင်းလေတော်တော်ခံစားရတယ်ဟုတ်လားတကယ်ချင်းအဲ့တော့မပေါင်းနေတော့နော်နောက်နေ့ကွာရှင်းလိုက်ငါတက်တယ်လက်မလိုက်ထိုးပေးမယ်ဒီလိုကောင်မျိုးမပေါင်းနဲ့ဘဲနင်းဒီလိုမျိုးဆိုလို့ရှိရင်နင်း တတလုံးကိုစိတ်မချမ်းသာနေရတဲ့ကိစ္စဆိုကျမဘယ်လိုပြောရလဲမသာမာကြီးတန်း။ဆိုပြီးတော့ဖုန်းချသွားတယ်။နောက်သူလင်းနဲ့ရံဖြစ်တာမှသမီးကကျမအောင်မပြောတော့ဘူး။အဲ့တော့ဒါကကျမမလို့လीကျမလူရင်းမလို့ကိုတငယ်ချင်းချင်းမလို့အဲ့တော့တကယ်လို့တော့မဟုတ်ဘူးဆိုလို့ရှိရင်ကိုယောက်ျားအကြောင်းလူမသိသွားဘူးလားကိုမမကွာနိုင်တဲ့ယောက်ျားအကြောင်းကိုဘာဖြစ်လို့သူများရှိမှမကောင်းပြောမှလဲ ကိုမမကွာနိုင်တဲ့မိန်းမတယောက်ကိုဘာဖြစ်လို့သူများရှိမှကိုမကောင်းပြောမှလဲအဲ့တော့ Facebook ပေါ်တွေမှာညီမလေးတို့အဲတငယ်ချင်းအွယ်တွေရောပေါ့နော်အမျိုးသမီးတွေအထူးသဖြင့်အမျိုးသမီးတွေပေါ့လေအမျိုးသမီးတွေပေါ့နော်ဆိုတော့ကိုယောက်ျားနဲ့စကားများတိပဲဖြစ်ရန်ဖြစ် Facebook ပေါ်မှာစာရေးတမရင်းနဲ့ကျမတို့ဆိုလည်းမရေးဘူးကျမတို့တွေကဟိုဒီဇိုင်းနေလေအမြင်တိုင်း ချစ်နေနိုင်တာမှမဟုတ်တာအမြဲတမ်းကြီးစိတ်တိုင်းလဲကြမနေဘူးကိုနဲ့ကိုတော်မှကို့ဟာကိုတော်မှအမြဲတမ်းကြီးကျေနပ်နေတာမဟုတ်တာဒီဒဇိန်ယောက်ျားတယောက်ဒဇိန်မိန်းမတယောက်နဲ့အတူတူနေရတာလေဘလို့လို့ဒဇေကြီးအမြဲတမ်းကြီးစိတ်ထဲမှာကြည်လို့ရနေမလဲဟုတ်လားကြည့်လို့မရတိုင်း Facebook ပေါ်မှာတက်ပြီးတော့မှကိုယောက်ျားကိုမိန်းမကိုချိုးဖဲ့တဲ့ကိုယောက်ျားကိုမိန်းမအပေါ်မှာမကောင်းပဝင်းကျင်ကမကောင်းမြင်စေတဲ့စာတွေမရင်းနဲ့ကိုမျက်နှာကိုလှန်စရွေးထွေးတယ်လို့ပဲအဲ့တော့ကိုကတော့ပြီးသွားတယ်လင်းရယ်မရောင်းရယ်ပြီးသွားတယ်ဒါပေမဲ့ပဝင်းကျင်ကမပြီးဘူး အေးသူမယားကိုနိုင်ရေးထားတာသူလင်ကဘလို့အမလေးသူလင်ကိုနိုင်ရေးထားတာသူမယားကဘလို့အဲ့တော့ဘာဖြစ်လဲကိုကုံတိတ်ခါကိုကိုဟာကိုဆွဲချလိုက်တယ်လို့ဖြစ်တယ်ဒါကြောင့်မို့တဒင်ကစိတ်ခံစားမှုအတွက်ね Facebook ပေါ်မှာစာရူပေစာတွေအိမ်တွင်းရေးနဲ့ပတ်သက်တဲ့ဟာတွေမရေးနဲ့တချို့ကရေးတာနော်ဟာတခါတည်းကိုလေဟို လင်မယားဖြစ်ပြီဆိုတာနဲ့ရေးပြီကျွန်မခုနပြောတယ်လိုမျိုးပေါ့ဟာမလေးချန်ခုံနဲ့နွားနော်ဒီတရောင်းစားကမရင်ငယ်နေပြီဘယ်လိုတွေကိုဘယ်လိုတွေဖြစ်တော့လာပလိစင်ဦးဒီနွားပားရိုက်ပြင်မယ်နွားရိုက်ပြင်မယ်ဒီတရောင်းစားအမလေးဒီလိုမျိုးချန်ခုံနဲ့အာရေးနောက်နေကြတော့အမလေးကိုကိုရဲ့အသေးလေးဖြစ်သွားပြန်ရော ကိုကိုပေးတဲ့ချစ်တန်လက်ဆောင်ကိုကိုသားလေးအနန္ဒမနေတတ်မထိုင်တတ်နဲ့ကောမန့်သွားပြီးတော့မှအမလီအမကြီးယောက်ျားတွေကဒီလိုပဲအမကြီးအမလီယောက်ျားတွေကကောင်းတာပေါ့အမကြီးဟုတ်တယ်ညမအဲ့လိုအဲ့လိုကောင်မျိုးတွေဆိုအဲ့လိုယောက်ျားမျိုးတွေဆိုအမမပေါင်းနဲ့တိလားအမလီအမကြီးဘယ်လိုဖြစ်တယ်ညာလို့ဖြစ်တယ်သွားရေးတဲ့ဟာတွေနောက်နေသူတို့လင်မယားလဲကြည်စိငိမ့်စီလဲဆိုလဲဆိုတော့ငါလင်ကိုပြောတဲ့ကောင်မတွေအကုန်လုံးကိုအမလီမျက်နှာခဏရမသိရအောင်နေပါလေဖြစ်ကုန်အောင်ဟုတ်လားအဲ့တော့ပန်ဝင်ကိုကပြီးတယ် ကိုလင်ကိုမရပဝင်းကျင်ကမပြီးဘူးဒါကြောင့်တည်င်ကစိတ်ထွက်ပေါက်အနေနဲ့လင်းမယားရံဖြစ်တိုင်း Facebook ပေါ်မတင်နဲ့ယောက်ျားလေးဒီလိုပဲမိန်းမလေးဒီလိုပဲကျမဆို Facebook သုံးနေနော်ဒါကျမဆို Facebook ကျမသုံးနေဆိုတာတော့ကျမတာမန် Facebook user ထက်တောင်ကျမတို့ကတစင်မြင့်နေနေရမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့ social influencer ဖြစ်နေတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့စာတစ်ကြောင်းကစအရန်တတိထားတယ်ကိုကိုသူများကခါလီကြရင်လေတို့သဒ္ဒနာလေးတွေဟိုဟာလေးတွေဒီဟာလေးတွေတင်လိုက်တယ်ဆိုရင်တော့မဘာဖြစ်လို့လဲဆိုတာကနေလာတာဘာဖြစ်လို့လဲ သူနဲ့ဘာဖြစ်လို့လဲဟဲ့သူဘသူနဲ့ဘာဖြစ်လို့လဲမသိဘူးအဲ့တော့ရှင်းတယ်ဘာမှကိုမတင်ဘူး Facebook ပေါ်မှာမိသားစုအရေးကိစ္စအိမ်တွင်းရေးကိစ္စဘာမှမတင်နဲ့ Facebook ဆိုတာဓာတ်ပုံ album တစ်ခုလိုပဲတော့ ကိုသတင်းတွေဖတ်ချင်တယ်ကိုအကြောင်းအရာတွေကိုမိဆွေအပေါင်းအသင်းတွေနဲ့နွေးနွေးထွေးထွေးနဲ့ပြောဆိုဆက်ဆံခြင်းနဲ့ကောင်းတဲ့စကားလေးတွေရေးမယ်ကိုထဲမှာလည်းကောင်းတဲ့စကားလေးတွေကိုကပြန်ရေးမယ်နော်ဟာအပြန်လန်ဆက်ဆံရေးကို relationship တွေကိုပို့ပြီးတော့မှလေးနက်မှုရှိအောင်ပို့ပြီးတော့မှနွေးထွေးအောင်တိဆောက်တဲ့အနေနဲ့ပဲတော့ဒီ Facebook ပေါ်ကနေခုနတချို့ဆိုလဲလေကို Facebook နဲ့ကိုတုံးနေပြီးတော့လေငါအကောင့်ထဲမှာဘယ်လိုကောင်းမမျိုးတွေထွက်သွားစမ်းမမန်ကြည်စမ်းအဲ့ဒါဘဲလိုဟာမျိုးတွေငါအကောင့်ထဲမှာမနေနေနဲ့ဆိုတာကမောင်းထုတ်ခံရသေးတယ်နော်တင်လားဆိုတော့လေ အဲ့လိုမျိုးတွေရှိသေးတယ်ကျွန်တော်လေ Facebook သုံးနေဆိုတာလေအဆင်ပြေပြေသုံးတတ်ကြဖို့လိုတာပေါ့တချို့ဆိုဟိုလူဆောင်းပြောဒီလူဆောင်းပြောဘာသူပြောလို့ပြောနေမှလည်းမသိနော် Facebook ပေါ်ကနေဒဲလည်းမချဲဒဲလည်းမပြောဆိုတော့ကျွန်တော်တို့တွေက Facebook ဆိုတဲ့နေရာဟာကိုယ့်ရဲ့အသိပညာတွေဘ ഹു သုတတွေကိုရှာမိတဲ့နေရာဥမာကျွန်တော်တို့ဆို Facebook ကိုမိပြီးအလုပ်လုပ်စားတယ်နော်ဒါဆိုကျွန်တော်တို့အတွက် benefit ဖြစ်တယ်လေကျွန်တော်တို့အကျိုးရှိအောင်ကျွန်တော်တို့အသုံးပြုနိုင်တယ်ဒီ Facebook ဒီ social media ကိုကျွန်တော်တို့က social media ရဲ့ပလေးခြင်းကိုကျွန်တော်တို့မခံဘူးကျွန်တော်တို့က social media ကိုပလေးတာ ဆိုရှယ်မီဒီယာကိုပလေးပြီးတော့မှဒီဆိုရှယ်မီဒီယာပေါ်မှာ depend လုပ်ပြီးတော့မှကျွန်တော်တို့ကပတ်စံရအောင်ရှာတာတချို့ကကြဒီဆိုရှယ်မီဒီယာပေါ်မှာပဲကိုယ့်ရဲ့အိမ်တွင်းရေးတွေဟာကိုယ့်ရဲ့မိသားစုရေးကိစ္စတွေလင်မယားကိစ္စတွေဟာတချို့ဆိုရင်လေရှိသမျှအကုန်လုံးဝယ်သမျှပစ္စည်းအကုန်လုံးတင်ကြွားတာတွေရှိသမျှကိုယ့်ရဲ့အတွင်းပစ္စည်းအပြင်ပစ္စည်းတင်ကြွားတာတွေကိုကတစ်ချက်ရှိလို့ကြွားရင်တစ်ဆယ်ရှိလို့ကြွားတဲ့ရှိတဲ့သူကကိုယ့်ရင်းနေမှာပေါ့ကိုကတစ်ဆယ်ရှိလို့ကြွားရင်တစ်ထောင် ရှိတဲ့သူကရင်းနေမှာပေါ့နေတတ်ရတယ် နော်ဆိုတော့ဒါပေမဲ့ငါသဘောနဲ့ငါလုပ်တာငါငါ Facebook ငါသုံးပြီးငါလုပ်တာဆိုဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ level ကို သူများကဖမ်းလို့ရတဲ့ဟာမျိုးကိုမနေနဲ့ကိုယ့်ကိုကိုယ့်ရဲ့အစင်တန်းကိုသူများကတွတ်လို့ရတဲ့ပုံစံမျိုးမနေနဲ့ကိုယ့်အကြောင်းကိုသူများကလေမှန်းလိုက်လို့ရတဲ့ပုံစံမျိုးကို Facebook ပေါ်မှာဘယ်တော့မှမပြနဲ့လူရှိန်အောင်နေရဲဆိုတာအဲ့လိုနေခြင်းနဲ့တက်ပြီးကြွားနေတိုင်းလဲလူရှိန်တာမဟုတ်ဘူးဟာတက်ကြွားဘယ်လိုရှိမှာလဲဘယ်လိုဖြစ်ပါလဲတက်ကြွားလဲ ။ तू တလောက်ပဲရှိလို့တောင်အောက်ရှိလေ။အောက်ရှိမလို့ तू တက်ကြွားနေတာ။ဟုတ်လား။အဲ့တော့လူရှိအောင်နေတယ်ဆိုတာကကိုယ့်ကိုမှန်းလို့မရမှလူရှိနေတာ။ तू ဘာလဲဆိုတော့မှန်းလို့မရဘူး။ဟာ तू သွားပြီးအထင်သေးလို့လည်းမရအောင်။ဟာ तू ဘာလဲဆိုတာကိုယ်ကိုမသိတာ။အဲ့ဒါမှလူရှိနေတာ။ဟာ तू ရဲ့ background ကဘာလဲ။ तू ကဘယ်လိုမျိုးလဲ။ तू ပိုင်ဆိုင်မှုကဘယ်လောက်တည်ရှိနေရလဲ။မှန်းလို့မရဘူး။အဲ့ဒါမျိုးမှလူရှိနေတာ။ အဲ့တော့အမျိုးသမီးလေးတွေပေါ့အထူးသဖြင့်เนาะအိမ်အောင်ရှင်မတွေပေါ့နောက်တစ်ခါအဲအပြိုလေးတွေရောပေါ့ဒါဘယ် RS နဲ့ချိတ်ချိတ်အာနန်းနာရင်းရှိုက်တာတွေနှောက်ခမ်းခြင်းနေပါခြင်းနေတင်ကြနေတော်ကြ꽌ကြပြန်ပြီအဲ့ဒီပုံကြီးတွေကတော်ကြအမှမပြီးနိုင်ပြန်တော့ဘူးကိုတစ်ချိန်မှတစ်ချိန်မှကိုကလင်ကောင်းသားကောင်းယူတဲ့ချိန်ကြရင်ဒါတွေဟာတစ်ဖက်မိဘဆွေမျိုးအတိုင်းဝိုင်းအတွက်ကိုယ့်ရဲ့အားနေချက်ဖြစ်စေတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အားနေချက်ကိုကိုယ့်အကူမလုပ်ကြနဲ့ ပတ်ဝန်းကျင်ကိုကိုယ့်ရဲ့ weak point ကိုမပေးရဘူး။ဒါကြောင့်လင်မယားရံဖြစ်တိုင်းလဲ Facebook ပေါ်မှာမတင်ညားနဲ့။ဟာကိုယ့်လင်ကိုမကျင်တတ်တာပဲအိမ်မှာထုထောင်းချပလိုက်ဟုတ်တယ်လား။စိတ်ဆိုပလိုက်ထုထောင်းပလိုက်နော်။အာဒီထက်မှမရအောင်ဆိုလို့ရှိရင်အမဆွဲဖြဲဒီထက်မှဆိုဓာတ်နဲ့သာထိုးချပလိုက်ဟုတ်လား။ကိုယ့်လင်ကိုမကျင်တတ်ဘူး။တကယ်ကိုစိတ်နာတယ်မလား။တကယ်ကိုနစ်နာတယ်ထင်တယ်မပေါင်းနဲ့။သွားတရားရုံးသွားပြီးကွာရှင်းပလိုက်။ကွာရှင်းပြီးပြီဆိုမှပြောမကွာနိုင်သေးဘူးတော့ကိုယ့်လင်ကို တိတ်ခါချတာဒီကိုကိုတိတ်ခါချတာ ਨੇ အတူတူပဲကိုမယားကိုတိတ်ခါချတာဒီကိုကိုကိုတိတ်ခါချတာ ਨੇ အတူတူပဲဒီလင်းမကွင်းနိုင်သေးတဲ့လင်းရဲ့မကောင်းချောင်းကိုပြောခြင်းဒီကိုမျက်နှာကိုလှန်စရီးထွေးတာကိုပောင်ကိုလန်ထောင်းတာမကွင်းနိုင်သေးတဲ့မယားရဲ့မကောင်းချောင်းကိုပြောတာဒီကိုပောင်ကိုလန်ထောင်းတာကိုမျက်နှာလှန်စရီးထွေးတာဒါကြောင့်မလို့ကိုရဲ့အိမ်တွင်းရေးကိုရောင်လို့မတော်မှာ Facebook ပေါ်မှာမတင်မိစေနဲ့ကျွန်မပြောရအောင်နော်သဘောပေါက်လားသတိထားနော်တချို့ဆိုရမ်း feeling နေလေတအားရေးကြတယ် ်နော်တအားပြောကြတယ်ဟာတအားအရန်သတိထားရမယ်ကိုကိုသူများလုံးဝဖမ်းလို့မရတဲ့ပုံစံမျိုးနေအဲ့ဒါမှခြေတယ်လို့ခေါ်တာခြေတယ်ဆိုတာအဲ့လိုခြေရတယ်ကိုကိုလုံးဝသူများလုံးဝဖမ်းလို့မရဘူးကိုပါလင်းလို့သူများဖမ်းလို့မရအောင်အဲ့လိုခြေရတယ်ကိုကချင်းအားစားတင်းအားစားကိုရဲ့ဖြစ်တည်မှုတိုင်းကိုဘာပြစင်စရာလို့လဲမလိုပါဘူးဒါဆိုရင်ကိုယ့်ကိုသူများဖမ်းလို့ရသွားပြီ Facebook ဆိုတာဓာတ်ပုံ album လောက်ပဲတော့ Facebook ကကိုကို social media ကကိုကိုပလေးတာမခံနဲ့ကိုက social media ကိုပြန်ပြန်ပြီးတော့မှပလေးနိုင်အောင်လုပ်ကျွန်တော်တို့ဆိုတာ social media ကိုပြန်ပြီးပလေးတာ social media ပေါ်မှာမူတည်ပြီးတော့မှကျွန်တော်တို့ကအာကိုကိုလူတွေချစ်ခင်အောင်အဲကိုကဒီဘဝနေပြီးတော့မှအကျိုးအမြတ်တွေရရှိအောင် အရင်တော့ဆိုရင်ကျမကအရန် low profile နဲ့ကြောက်ကိုနေတော့ကျမ social media ပေါ်မှာဘာမှတင်လို့တင်တာတိတ်ပြီးတော့မှမရှိဘူးအခုဆိုရင်ကျမကျမရဲ့ speech တိုင်းကိုကျမက TikTok လေးတွေရိုက်ပြီးကျမတင်နေကျမ Facebook ပေါ်မှာကျမပြန်ပြီးတော့မှတင်နေကျမရဲ့ပုံရိပ်ကျမရဲ့အစစ်အမှန်ကိုလူတွေမြင်အောင်လို့အရင်တော့ကကျတော့ကျမအဲ့လိုတွေမတင်ခဲ့တဲ့ခါကျတော့ကျမကိုမမြင်ဘူးမမြင်ဘူးမသိတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့လူတွေကလေအဲသူများတင်တဲ့တကွက်တစ်ပြက်သူများရဲ့ဖြတ်ဆက်ညက်သူများပလီးတာကျမခံရတာပေါ့ ဲ့တော့ကျွန်မအခုကကြာတော့ကြောက်ကိုလင်းဗီဒီယိုလေးတွေဗီဒီယိုလေးတွေကျွန်မတင်ပြီးတော့မှလုတ်တဲ့ခါကြာတော့ကျွန်မကိုပုံရိပ်အစ်စ်မြန်ကိုလူတွေမြင်လာတာပေါ့အဲ့တော့ကျွန်တော်တို့ကဆိုရှယ်မီဒီယာကိုပလေးတာကိုကိုကိုရဲ့ပုံရိပ်ကိုကိုတီဆောက်တာကောင်းတဲ့ပုံရိပ်ကိုပဲတီဆောက်ရတယ်ခုနကလိုလင်မယားရံဖြစ်တာမျိုးတွေကျွန်တော်ကလင်မယားရံမဖြစ်ဘူးလားဖြစ်ဘူးတာပေါ့မလွဲခေါလိတန်းတစားစီတောင်ဆွဲဖြဲကျင်တဲ့အချိန်မျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေ Facebook ပေါ်မှာတင်နေစရာမလိုဘူးလေသတိထားမယ်နော်ဘာဖြစ်လို့လဲဆိုတော့ကိုလင်မယားကပြီးရင်ပြီးသွားတာ ပြီးရင်ကြည်စည်အေးစီဖြစ်သွားတာဟုတ်တယ်လားတရက်တောင်မခံဘူးဒါပေမဲ့ကိုက Facebook ပေါ်မှာတင်ခဲ့တဲ့ကိုယ့်ရဲ့တည်ငင်ကစိတ် feeling နဲ့စာကြစာသားတွေကတော့ပတ်ဝန်းကျင်ရဲ့ရင်ဘတ်ထဲကိုရောက်သွားပြီးတော့မှအဲ့ဒီပုံကြီးကြီးကဆွဲသွားတာဖြေဖြောက်ဖို့အရန်ခတ်တယ်ကိုရှိမှာတော့ပြောမှာမဟုတ်ဘူးကိုယ်ရမှာအဲ့ဒါတင်တည်င်းဖြစ်သွားမယ်အတင်းဖြစ်သွားမယ်မပေးနဲ့သူများဟုတ်ပြီလား